မမေခောစာဆူယူဖေယာမာကျွန်တော်အမတန်ဂွန်ယူဒေးဒီဆူဟာမမေအထွေသမကာစဝါတေစတာကိုထိုလာနေတဲ့ပမာပီဇူထွေအထွေပါပြပါတဲ့မြစီမပရိသတ်များအားလုံးမင်္ဂလာပါရှင်မြစီမရဲ့ဆက်သွယ်မေးမြန်းခန်းအစီအစဉ်ကနေကြိုဆိုပါရစေ ဒီကနေ့ဖိတ်ခေါ်ထားသူကတော့ပြည်သူ့ကောင်ရဲ့အသင်တီထောင်သူဖြစ်တဲ့ကိုကျော်ဝနာကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ပြည်သူ့ကောင်ရဲ့စုချင်းမြင်လာတာကဒီကနေ့2025ခုနှစ်မှာဆိုရင်တော့16ကြိမ်မြောက်ရှိခဲ့ပါပြီ။ဒီနေ့အတွက်စုချင်းမြင်မှုရွေးချယ်ထားသူကနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ထားတယ်လို့လည်းကျွန်တော်တို့ကြားသိရပါတယ်။ဆိုတော့ဒေါအောင်ဆန်းစုကြည်ကိုဘလို့အချက်တွေကြောင့်ပြည်သူ့ကောင်ရဲ့စုပြည်သူ့ကောင်ရဲ့ချင်းမြင်မှုကိုရွေးချယ်ပေးအပ်ဖြစ်ခဲ့တာလဲ။နောက်ပြီးတော့ဒီပြည်သူ့ကောင်ရဲ့စုဆိုတာကဘလို့စုမျိုးဖြစ်တယ်ဆိုတာကိုသိရှိနိုင်မှု ုအတွက်ကိုကျော်ဝနကိုမေးမြန်းသွားမှာဖြစ်ပါရဲ့ရှင်။ကိုကျော်ဝနမင်္ဂလာပါရှင်။မင်္ဂလာပါ။ ဟုတ်ကဲ့အဒီနေ့မှာပေါ့နော် အကိုရိုးရဲ့ဒီပြည်သူ့ကောင်ကြီးအတင်းကနေပြီးတော့စူချီးမြမှုအတွက်ရွေးချယ်ထားတာကနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ဖြစ်တယ်လို့ဒီပြည်သူ့ကောင်ကြီးအတင်းကနေပြီးတော့ထုတ်ပြန်ကြေညာထားတာကိုလည်းတွေ့ရတယ်ဆိုတော့ဒီဒေါက်ဆန်းစုကြည်ကိုဘာကြောင့်ဒီနေ့မှာစူချီးမြမှုအတွက်ရွေးချယ်ခဲ့လဲဘယ်ချက်လက်တွေပေါ်မှာအခြေခံပြီးတော့သူ့ကိုစူချီးမြမှုအတွက်ရွေးချယ်ဖြစ်ခဲ့လဲဆိုတာကိုအရင်ဆုံးရှင်းပြပေးစေချင်ပါတယ်ဟုတ်ကဲ့အဲ့ဒီနေရာမှာပြောချင်တာကလေစုဆိုတာတည်းကျွန်တော်တို့ကဂုံပြူမှုပါ ဒုစကပြည်တွင်းထဲမှာကိုယ့်ပြည်သူတွေအတွက်ကိုဆွမ်းဆက်တမန်ဆောင်ရွက်နေသူတွေကိုပြပကမြန်မာတွေကနေပြီးတော့မြန်မာနိုင်ငံကထွက်လာတဲ့သူတွေကနေပြီးတော့ကျေးဇူးတင်ပါတယ်လို့လှမ်းပြောတဲ့ဂုဏ်ပြုမှုပါဒီနှစ်မှာဒေါ်ဆန်းစုကြည်ကိုဂုဏ်ပြုဖို့အတွက်အားလုံးကရွေးချယ်ကြရတဲ့ဆွေနေရာမှာဒေါ်ဆန်းစုကြည်ရဲ့ဒီတီကျဖြောင်းမတ်မှုနဲ့သူ့ရဲ့တိုင်းပြည်ပေါ်မှာထားတဲ့နှစ်နာခံမှုမြစ်တာစေတနာတွေနဲ့နိုင်ငံရေးဥဆောင်မှုတွေကြောင့်ကျွန်တော်တို့ကအဝေးကနေလှမ်းပြီးတော့ကျေးဇူးတင်ပါတယ်လို့ပြောတာပါ နောက်တစ်ခုကဒီဒေါန်ဆန်းစုကြည်အနေနဲ့ဒီစစ်အုပ်စုကိုဒူးမထောက်ဖဲနဲ့ကြံ့ကြံ့ခံနေတဲ့သူ့ရဲ့စိတ်ဓာတ်ကိုလည်းတီဂျီခိုင်မာတဲ့စိတ်ဓာတ်ကိုလည်းကျွန်တော်တို့ဥညွတ်ကုန်ပြူတာပါခင်ဗျာလက်ရှိဒီနိုင်ငံတော်တိုင်းမင်္ဂံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကလက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာဘလို့အခမ်းကဏ္ဍကနေဆက်လက်ပါဝင်နေတယ်လို့ကိုကျော်ဝနအနေနဲ့မြင်လဲသုံးသပ်လဲပေါ့နော်အဲ့ဒီဟာကိုမေးချင်တာပါရှင်ဟုတ်ကဲ့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်ကတော့ဒီဒေါန်ဆန်းစုကြည်က ကျွန်တော်တို့မြန်မာသမိုင်းမှာမကြုံဘူးလောက်အောင်ပေါ့နော်လူတို့ထောက်ခံမှုရတယ်လူတွေရဲ့ယုံကြည်လေးစားမှုရတယ်သူ့မှာနိုင်ငံရေးဩဇာရှိပါတယ်အဲ့တော့ဒေါ်အောင်ဆန်းစုကြည်ဟာကျွန်တော်တို့အားလုံးညှော်မှန်းတယ်ပေါ့နော်တရားမျှတခြင်းလွတ်လပ်ခြင်းတန်းတူညီညွတ်ခြင်းဆိုတဲ့ကိစ္စတွေဟာအခုလိုမျိုးနိုင်ငံရေးဩဇာရှိတဲ့သူတယောက်ဆောင်ရွက်မှကျွန်တော်တို့တိုင်းပြည်ဟာဒီအတိတ်ကဇလန်းတွေကိုပြပြလဲလဲဖြစ်နိုင်မယ်။နောက်အနာဂတ်အတွက်တိဆောက်တဲ့အခါမှာလည်း ချောချောမွမွဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲ့ဒါကဒေါ်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍလို့ကျွန်တော်တို့အခုချိန်အထိယုံကြည်ထားပါတယ်။ကျွန်တော်တို့ခေါင်းဆောင်အမြန်ဆုံးလွတ်မြောက်အောင်လဲဒီဒေသအသီးသီးမှာရှိရဲ့ဟိုအဝေးရောက်နိုင်ငံသားတွေရောပြည်ရင်းပြည်ပအောင်အားလုံးကြိုးစားကြဖို့လိုပါတယ်။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီဒီနေ့အတွက်ပေါ့နော်ဒီပြည်သူ့ကောင်ရေစုအာ ေးပွဲအခမ်းအနားပေါ့နော်အခမ်းအနားကိုဗမာလုပ်ဖို့အတွက်စီစဉ်ထားလဲပြီးတော့လက်ရှိမှာတော့နိုင်ငံတော်ရဲ့တာဝန်ခံပုဂ္ဂိုလ်ကအကျဉ်းထောင်ထဲမှာဖြစ်နေတဲ့အတွက်ဒီစုကိုဘယ်သူကလက်ခံရယူဖို့ရှိမလဲရှင်ဟုတ်ကဲ့ဒီပြည်သူ့ကိုယ်ရင်ဂုဏ်ပြုမှုတွေကဒီပါဝင်ဆောင်ရွက်ကြတဲ့ဌာနခွဲတွေအလှည့်ကျကျင်းပတဲ့ပုံစံနဲ့သွားတာပါဒီနှစ်အတွက်တာဝန်ယူထားတဲ့ဌာနခွဲကဒီအမေရိကန်ပြည်ထောင်စုက Texas ဌာနခွဲဖြစ်ပါတယ် Texas State ရဲ့ Houston မြို့မှာ ါမဲ့မေလ24ရက်နေ့မှာဂုံပြုတ်ဝဲကျင်းပမှာဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့ကိုစားဒေါန်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းခေါ် Kim Harris ကလာပြီးတော့ဒေါန်ဆန်းစုကြည်ကိုစားလက်ခံရယူမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒီပြည်သူ့ကောင်ရေဂုံပြုတ်မှုပေါ့နော်ပြည်သူ့ကောင်ရေစုဂုံပြုတ်မှုကိုနှိမ့်စင် ပေးလိရှိတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။အာဆိုတော့ဒီလိုမျိုးနှစ်စဉ်ပေးတဲ့အခါမှာပေါ့နော်လူပုဂ္ဂိုလ်တွေကိုပဲပေးလိရှိလားဒါမှမဟုတ်ဒီလိုမျိုးအသင်းအဖွဲ့တွေပေါ်မှာရောဒီကွန်ပျူမှုဒီစုကိုပေးလိရှိလားပေါ့နော်ပြီးတော့ဒီလိုမျိုးပေးမယ်ဆိုတဲ့အခါမှာရောဘလို့အချက်လက်တွေပေါ်မှာအခြေခံပြီးတော့စဉ်းစားလိရှိလဲဥမာအပြင်ပြောမယ်ဆိုရင်တော့ဒီစုကိုတော့ဘလို့လူမျိုးတွေကမှဘယ်အလုပ်ကိုလုပ်ကိုင်နေတဲ့သူတွေကမှရတဲ့ရထိုက်တယ်ဆိုတာမျိုးပေါ့နော်ဘလို့အချက်လက်တွေပေါ်မှာဘလို့သတ်မှတ်ချက်တွေပေါ်မှာအခြေခံပြီးတော့စဉ်းစားလိရှိလဲရှင်ဟုတ်ကဲ့ ဟိုလူပုဂ္ဂိုလ်ရင်မကပါဘူးလူပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ဒီပြည်သူ့ကိုရင်ပထမအကြိမ်ကကိုကျော်သူ နောက်တော့ဒီအချင်းကြနဲ့တန်ဃာတွေထောင်ဝန်စာတွတ်တွေ့တဲ့ဒေါ်ရှုနောက်ပြီးတော့ကချင်မျိုးသားကြီးလပိုင်တော်မိန်တင်းဥဆရာကြီးပေါ့နော်သူကချင်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေတဲ့အဲ့လိုလူပုဂ္ဂိုလ်တွေကိုဂုဏ်ပြုသလိုကျွန်တော်တို့စတုထအကြိမ်မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပညာရေးကွန်ရက်ပေါ့နော် တိုင်းပြည်ရဲ့လိုအပ်နေတဲ့ပညာရေးကိုဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေတဲ့ပညာရေးကွန်ရက် ဒီလိုအသင်းအဖွဲ့တွေကိုလည်းကျွန်တော်တို့ဂုဏ်ပြုပါတယ်နောက်ပြီးတော့အသင်းအဖွဲ့တွေဆိုလို့ရှိရင်ဒီဖောင်တော်ဦးပရာဟစ်အာအထက်တန်းအကြောင်းဖုန်းတော်ကြီးသင်အထက်တန်းအကြောင်းနောက်ပြီးတော့မွတ်စလင်ကုသိုလ်ဖြစ်စေယုံဒီလိုနောက်ပြီးတဲ့ခါကျတော့မန္တလေးမြို့တော်စီပင်သာရေးကော်မတီပေါ့နော်အဲ့လိုအသင်းအဖွဲ့တွေကိုလည်းဂုဏ်ပြုပါတယ်လူပုဂ္ဂိုလ်တွေကဆောင်းအောင်ပြောတဲ့သူတွေအပြင်2015ခုနှစ်မှာဘဂတအတွင်မှုဒီပညာရေးပြုပြင်ပြောင်းလဲမှုကိုတောင်းဆိုခဲ့တဲ့ဘဂတအတွင်မှုအာမဖြူဖြူအောင် ျွန်တော်တို့ဂုံပြူတဲ့အချိန်မှာမဖြူဖြူအောင်ကအကျဉ်းထောင်နေမှာပါအဲ့ချိန်တော့ကျွန်တော်ခုလိုအချိန်အအနေထားမျိုးပါပဲနောက်တော့လူပုဂ္ဂိုလ်တွေအနေနဲ့ဆိုရင်ဒေါက်တာတန်မင်းထွတ်ဟိုစသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီဟိုလူပုဂ္ဂိုလ်အသင်းအဖွဲ့နောက်ပြီးတဲ့ခါကျတော့2020ခုနှစ်မှာကျတော့ဒီကိုဗစ်ယောဂါဖြစ်တယ်ဖြစ်တဲ့ခါကျတော့အဲ့ကိုဗစ်ယောဂါဒီကူးစက်မြန်ကိုဗစ်ယောဂါပေါ့နော်ကာကွယ်ခုခံတားဆီးကြရတဲ့ ဒီရှေ့တန်းကစစတမ်းလုံနေတဲ့ကျမရေဝန်ထမ်းတွေအပါအဝင်ပေါ့နော်သူတို့အားလုံးကိုသူရဲ့ကောင်းတဲ့အနေနဲ့တတ်မှတ်ပြီးတော့ဂုဏ်ပြုပါတယ်အဲ့လိုမျိုးလဲကျွန်တော်တို့ဂုဏ်ပြုခဲ့ပါတယ်ခင်ဗျာ အာဆိုတော့ခဏနေရအခုပြောသွားသလိုဆိုလို့ရှိရင်ဒီဒီဂုံပြူမှုပေါ့နော်ဒီစုကိုပေးတဲ့အခါမှာဒီအာမြန်မာနိုင်ငံရဲ့အကျိုးပြုလို့ရှိရင်ပြည်သူလူထုရဲ့အကျိုးကိုတည်ပိုးဆောင်ရွက်နေတဲ့သူတွေကိုပေးလေရှိတယ်လို့တော့ကျွန်တော်တို့အကြံပြန်နားလည်လို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးစုရွေးချယ်တဲ့အခါမှာရောအာဒီနှစ်ဥပမာပြောမယ်ဆိုရင်မြန်မာနိုင်ငံကပြည်သူအလုံးကကိုလက်ရှိအခြေအနေမှာပေါ့နော်ကိုချင်းချင်းအဖြစ်အပြန်အလှန်ဖေးမှကူညီနေကြတဲ့အချိန်ဖြစ်တယ်ငလင်ဖေးအချိန်ဆိုလို့ရှိရင်လည်းဒီလိုမျိုးအာအချင်းချင်းပြန်ပြီးတော့ ူညီပေးမှနေကြရတယ်အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒီအခြေအနေအားလုံးမှာအားလုံးကဆွဆွတ်တမန်လုံနေကြတဲ့သူတွေအများကြီးရှိတယ်လို့လဲကျွန်တော်တို့ဟိုငြင်းရတယ်ပေါ့နော်ဆိုတော့စူရွေးချယ်တဲ့အခါမှာရောအဲတနည်းအတွက်မှာပေါ့နော်ဒီတယောက်ကိုပဲပေးမယ်နှစ်ယောက်ကိုပဲပေးမယ်ဆိုတာမျိုးရှိလာရွေးချယ်တဲ့အခါမှာရောအဲကြက်နေတာမျိုးပေါ့နော်လူများနေတယ်ဒီနှစ်မှာတော့ဆိုတာမျိုးရောရှိကြလားရှင်ဟုတ်ကဲ့ကျွန်တော်တို့ကလေဒီစုရွေးချယ်တဲ့နေရာမှာပေါ့နော်ဆိုရွေးချယ်တဲ့ပုံစံကတော့ ရင်တော့ကတော့ပထမနှစ်ဒုတိယနှစ်တတိယနှစ်သုံးနှစ်စတိုက်ပေါ့နော်2010ကနေ2012အထိဒီအင်တာနက်ကနေပြီးတော့ဟိုနောက်ဆုံးစကားတင်5ဦးပေါ့နော်ဒါဌာနခွဲတွေဝိုင်းဝန်းဆောင်ရကြတာဌာနခွဲတွေကဝိုင်းတိုင်ပင်ကြရတယ်တိုင်ပင်ပြီးတော့ဆုံးဖြတ်ပြီးတော့ဒီလူတွေကိုမဲပေးကြရပေါ့နော်အွန်လိုင်းနေကျွန်တော်တို့ဌာနခွဲတွေချင်းချင်းမဲပေးပြီးတော့မဲအများဆုံးရတဲ့5ဦးကိုနောက်ဆုံးစကားတင်5ဦးအနေနဲ့တက်မှတ်ပြီးတော့အင်တာနက်ကနေပြီးတော့ဆန္ဒပြဖို့ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်ဒါပေမဲ့2000 ၁၂နောက်ပိုင်းမှာတော့ရွေးချယ်ပုံကိုပြောင်းလဲပြီးတော့ပို့ပြီးတော့တာဝန်ယူတာဝန်ခံရတဲ့စနစ်ပေါ့နော်ဝမ်းဝဲဆောင်ရွက်ကြတဲ့ဌာနအကွဲတွေအသီးသီးပေါ့နော်ကျွန်တော်အစည်းအဝေးမှာတိုင်ပင်ကြရတယ်အဌာနအကွဲတွေကအဆိုပြုလို့ရတယ် public ကိုလည်းဒီပြည်သူလူထုကိုလည်းဒီအဆိုပြုဖို့ကျွန်တော်တို့ဖွင့်ပေးထားတယ် internet ကနေအဆိုပြုလို့ရတယ်အဲ့အဆိုပြုတဲ့နာမည်တွေကိုတစ်နှစ်မှာတဦးသို့မဟုတ်တစ်ဖွဲ့ပဲကျွန်တော်တို့ရွေးချယ်ပါတယ်သုံးမပြောစေပေါ့နော်ဒီဟို ရင်းစာကပြိုင်ပွဲကြီးမဟုတ်ပါဘူးအဲ့တော့အားလုံးကဘသူသားတယ်ဘသူနားတယ်ဘသူကတော့နည်းနည်းပိုသားတယ်အဲ့လိုမရှိပါဘူးဒါပေမဲ့ကာလဒေတာပျောကားနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီကာလဒေတာပျောကားတွေရဲ့ရက်ခက်ပဲ့တင်ထက်မှုကအများကြီးဖြစ်နေကြပါအဲ့တော့ပြည်သူ့ကိုယ်ကွန်ပျူတာတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံရေးရေးစီးမှာပေါ့နော်ဒီနိုင်ငံရေးအတိုင်းပဲသွားနေတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ ဒီဘယ်ကာလမှာနိုင်ငံရေးအနေအထားဘလို့ဘယ်ကာလမှာနိုင်ငံရေးအနေအထားဘလို့ဆိုတဲ့ဥစ္စာကပြည်သူ့ဝင်ကွန်ပျူတာတွေမှာကြည်တာနဲ့ရှင်းရှင်းထင်သာမြင်သာရှိပါတယ်။နောက်တစ်ခုကကျွန်တော်တို့ရွေးချယ်တဲ့နေရာမှာရွေးချယ်ရေးအခြေခံမှု၃ခုပေါ့နော်။ပြည်သူ့ဝင်အသင်းစတဲ့တည်ထောင်နေရာရွေးချယ်ရေးအခြေခံမှု၃ခုနဲ့ကျွန်တော်တို့ရွေးချယ်တာပါ။ဒီကိုဂျိုးစွန်လော့နင်နာခံနိုင်မှုလူမှုရေးတွေလုပ်တယ်ဆိုတာပေါ့နော်။ဒီတကြီးဖျားရွာသားကောင်းမှုလိုမျိုးကျန်တဲ့ဟို ပေါ်ပေါ်ပဲပဲရအောင်ဆန်ရှောက်လုံနေဟာတွေမျိုးကျွန်တော်တို့ထက်မစင်းစားပါဘူးအဲ့တော့ကိုကျိုးစလုံးနင်နာခံမှုတွေနောက်ပြီးတဲ့ခါကျတော့ကျေပြန့်ထိရောက်အောင်မြင်အောင်ဆောင်ရွက်ပြီးစီးနိုင်မှုတွေနောက်တတိယမူဝါဒကတော့နိုင်ငံသားတွေအတွက်စံပြဖြစ်ရမယ်လူပေါင်းလောကအတွက်စံပြဖြစ်ရမယ်ဆိုတော့မူဝါဒ၃ခုနဲ့အများနဲ့ကျွန်တော်တို့ဆွေးနွေးတိုင်ပင်ပြီးတော့ပြည်သူ့ဘုံရင်စုရှင်တွေကိုရွေးချယ်တာဖြစ်ပါတယ်ခင်ဗျ အကိုတို့အနေနဲ့ပေါ့နော်ဒီပြည်သူ့ကုံရေးစုချင်းမြင့်ရေးအာဒီဂုံပြူးမှုချင်းမြင့်ရေးအတော့ပေါ့နော်အဖွဲ့အစည်းအနေနဲ့ဘယ်သူတွေကပါဝင်ဆောင်ရွက်နေလဲပြီးတော့အာဆောင်ရွက်တဲ့အခါမှာရောဘယ်လိုတာဝန်တွေခွဲဝေဆောင်ရွက်နေကြတာမျိုးရှိလဲရှင်ဟုတ်ကဲ့ဒီပြည်သူ့ကုံရေးစုကိုစိတ်ဝင်စားတဲ့သူတွေပေါ့နော်ကမ္ဘာရရမှာပြန့်ကျဲပြီးတော့အကြောင်းမျိုးမျိုးနဲ့ ဒီပါရောက်နေတဲ့မြန်မာနိုင်ငံသားတွေပေါ့နော်ကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်ပါတယ်စိတ်ဝင်စားတဲ့သူတွေကလည်းကျွန်တော်တို့ဆက်သွယ်ပြီးတော့ပြည်သူ့ကိုယ်အသင်းနဲ့အတူပူးပေါင်းဆောင်ရွက်မယ်လို့ဆက်သွယ်လာပါတယ်အဲ့လိုလူတွေကိုဌာနဆိုင်ရာဒေတာဆိုင်ရာလိုက်ပေါ့နော်အမေရိကန်ပြည်တော်စုရှိမယ်ဥရောပမှာရှိတယ်အာရှမှာရှိတယ်နောက်နယူးဇီလန်တို့နောက်ဩစတြေးလျတို့အဲ့လိုနိုင်ငံတွေကနေပြီးတော့ဌာနကွဲအသီးသီးကျွန်တော်တို့ဌာနကွဲတွေရှိပါတယ်ဌာနကွဲပေါင်း40ကျော်ရှိပါတယ်အဲ့ဌာနကွဲ40ကျော်ကဝိုင်းဝန်းဆောင်ရွက်ကြတဲ့သူတွေနဲ့ ဒီလစဉ်ပုံမှန်အစည်းအဝေးတွေလုပ်တယ်။နောက်ပြီးတော့အခုလိုဂုံပြူမှုနဲ့သက်ဆိုင်တဲ့အစည်းအဝေးဆိုရင်ဒီနှစ်တိုင်းရဲ့နှစ်ဆန်းမှာကျွန်တော်တို့စပြီးတော့ဂုံပြူမှုနဲ့သက်ဆိုင်တဲ့အစည်းအဝေးတွေလုပ်တယ်။ပူပွင့်လင်းလင်းတိုင်ပင်ကြရတယ်။သူတို့တွေကျွန်တော်တို့ဒီပြည်သူ့ကော်မတီအသင်းမှာပါဝင်ဆောင်ရွက်နေကြတဲ့သူတွေဆိုတာကလည်းသူတို့ရဲ့ဒေသဆိုင်ရာအသီးသီးမှာ community ခေါင်းဆောင်တွေအများစုပါ။အဲ့တော့သူတို့တွေနဲ့တိုင်ပင်ကြရတယ်၊စကားပြောကြရတယ်ပြည့်ခါကြတော့ကျွန်တော်တို့ဒီလှုပ်ရှားရှိတဲ့ကိစ္စတွေပေါ့နော်ဥမာတဘာဝဘေးအန်ရီကြီးဂျုံလာတယ်ဆိုရင်ထားထားဝဲသီးသီးရနေပြီးတော့ လုံးစော်ပြီးတော့ဒီတဘာဝဘေးအန္တရာယ်တွေကိုကျွန်တော်တို့ဒီကူနိုင်ဖို့ဝိုင်းပြီးတော့စူးစမ်းကြရတယ်။ကျေးဇူးကုန်ရင်စုဆိုလဲဒီလိုပါပဲ။ကျေးဇူးကုန်ရင်ဂုဏ်ပြုမှုမှာဒီဂုဏ်ပြုမှုကြီးပဲမဟုတ်ပါဘူး။ငွေသားလည်းပါပါတယ်။ငွေသားတထောင်ပါပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကျေးဇူးကုန်ရင်အသင်းကဒီပတ်စံတွေအများကြီးရှိပြီးတော့ဒီပတ်စံတွေကိုကင်ထားပြီးတော့နှစ်တိုင်းနှစ်တိုင်းတထောင်ပေးနေတာမျိုးမဟုတ်ပါဘူး။ကျွန်တော်တို့ကငွေကြေးချင်းနဲ့ပတ်သက်လာလို့ရှိရင်တစ်နှစ်ဟောင်းတစ်နှစ်ရှင်းပလိုက်တာပေါ့နော်။ ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းလုပ်တယ်ထင်သာမြင်သာရှိပါတယ်အများနဲ့ဒါကိုကျွန်တော်တို့အရန်ကိုအလေးကယူထားပါတယ်အဲ့တော့ဒီနှစ်ဂုဏ်ပြုမှုတွေလုပ်တော့မယ်ဆိုရင်စောင့်ပြောရဌာနခွဲတွေကဌာနခွဲတစ်ခုကိုအမေရိကန်ဒေါ်လာ900ထည့်ဖို့တာဝန်ရှိပါတယ်ဒါကဂုဏ်ပြုမှုအတွက်ပါဒါပေမဲ့လို့ဒီဌာနခွဲတွေမှာဘ ਹੁ လုံမှုဆောင်အဖွဲ့ဝင်တွေရှိပါတယ်အဲ့ဌာနခွဲဘ ਹੁ လုံမှုဆောင်အဖွဲ့ဝင်တွေကတော့ဂုဏ်ပြုမှုတွေကျင်းပဂုဏ်ပြုပွဲတွေကျင်းပဖို့အတွက်ပေါ့နော်တယောက်ကိုဒေါ်လာ100စီထည့်ဝင်ဖို့တာဝန်ရှိပါတယ် ဲ့တော့အခုကျွန်တော်တို့မှာဒီဌာနခွဲအဘဟုလုံးမှုဆောင်ပေါင်းက80လောက်ရှိပါတယ်အားလုံးကိုထည့်ရမယ်လို့တော့မဆိုလိုပါဘူးတချို့အဆင်မပြေတဲ့သူတွေမထည့်လဲဟိုကျွန်တော်တို့လက်ခံပါတယ်အဲ့တော့အဆင်ပြေတဲ့သူတွေဝိုင်းဝန်းထည့်ကြတဲ့ဒီငွေကြေးတွေပေါ့နော်ဒီ CEC တွေဝိုင်းထည့်တဲ့ငွေတွေနဲ့ပဲဂုံပြုမှုတွေကိုဆောင်ရွက်တာပါအများပြည်သူလှူဒန်းတဲ့ငွေတွေနဲ့ဂုံပြုမှုတွေကိုဂုံပြုပွဲတွေကိုကျွန်တော်တို့မကျင်းပါပါဘူးဒါမဲ့အားလုံးဝိုင်းပြီးတော့ထည့်ဝင်ကြတဲ့ဒေါ်လာ1000ပေါ့နော်အဲဒီဥစ္စာကတော့ဒီစုအတွက်တွဲပြီးတော့ပါပါတယ် ထက်အားလုံးထက်ဝင်ကြတဲ့ငွေကဒေါ်လာ1000ထက်ကျော်သွားတယ်ဆိုလို့ရှိရင်ဒီနှစ်ကျော်သွားပါတယ်ဒေါ်လာ1000ထက်ကျော်သွားတော့ပိုတဲ့ပတ်စံကိုကျွန်တော်တို့ကနိုင်ငံရေးအကျဉ်းသားတွေနဲ့နောက်ပြီးတော့ရှေ့တန်းရောက်စစ်တပ်ဖွဲ့တွေကိုခွဲဝေပေးမယ်ဆိုပြီးတော့အစည်းအဝေးမှာတိုင်ပင်ဆုံးဖြတ်ထားကြပါတယ်ခင်ဗျာ ဒီပြည်သူ့ကောင်ရဲ့အတင်းအနေနဲ့ပေါ့နော်ဒီစုချင်းမြင့်ရေးပြည်သူ့ကောင်ရဲ့စုချင်းမြင့်ရေးပြည်သူ့ကောင်ရဲ့ဂုဏ်ပြုမှုချင်းမြင့်ရေးအပြင်ကိုတခြားသောဒီအတင်းအတင်းအနေနဲ့လောက်ကိုင်းနေတဲ့အာမြန်မာဒီမိုကရေစီအရေးအတွက်ပဲဖြစ်ဖြစ်မြန်မာနိုင်ငံအရေးအတွက်ပဲဖြစ်ဖြစ်ပေါ့နော်အတင်းအနေနဲ့လောက်ကိုင်းနေတဲ့တခြားသောလှုပ်ရှားမှုတွေရောရှိသေးလားရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒီပြည်သူ့ကောင်ရဲ့အတင်းစတင်ထီထောင်ကြရတယ်ပြည်တွင်းမှာ ဖြစ်နေတဲ့တဘာဝဘေးအန်ရဲ့ကိစ္စတွေ ကိုကျွန်တော်တို့တက်နိုင်သလောက်ပေါ့နော်ပြည်ပမှာရှိနေတဲ့သူတွေဝိုင်းပြီးတော့ကူညီကြပါတယ်အတင်းရဲ့ယူရချက်ကပြည်တွင်းကိုလှမ်းပြီးတော့ကျေးဇူးတင်စကားပြောတဲ့အစီအစဉ်ဆိုတော့လေအဲ့မှာကျိုးကိုမတက်နိုင်တဲ့ကိစ္စကိုဝိုင်းလှုပ်ပေးနေတဲ့သူတွေကိုကျွန်တော်တို့ကဒီဘက်ကနေပြီးတော့ငွေကြေးကောက်ခံတယ်ပြီးတော့ပန့်ပိုးပေးတယ်စင်းအင်းတွေကိုတေးချာချာထင်သာမြင်သာရှိအောင်လှုပ်တယ်နှွေဦးတော်လိုင်းရေးကြီးဖြစ်လာတဲ့အချိန်မှာလဲ CR page နဲ့တွဲပြီးတော့ဒီ GoFundMe program နေတဆင့်ပေါ့နော် အင်တာနက်ကနေပြီးတော့အဲ့ဒီဟိုရမုံငွေရှာတဲ့ကိစ္စကိုကျွန်တော်တို့တာဝန်ယူတာဝန်ခံပြီးတော့ဆောင်ရွက်ပေးပါတယ်9.2တန်းကျော်ရပါတယ်ပြည်ပဆိုင်ရာကနေပြီးတော့ဒီတကဘာလုံးမှာပြန့်ကျဲနေတဲ့သူတွေပေါ့နော်အလုံးပေါင်း7000ကျော်ကျော်ကောဝိုင်းပြီးတော့ထည့်ဝင်လှူဒန်းကြတဲ့လှူဒန်းငွေတွေပါဒါတွေကိုလိုအပ်တဲ့နေရာတွေကိုအမြန်ဆုံးရောက်ရှိအောင်ကျွန်တော်တို့2020ခုနှစ်အတွင်းမှာပဲပြည့်ပြည့်အောင်ဆောင်ရွက်ပြီးပါခင်ဗျာ ဟုတ်ကဲ့ပါကိုကျော်ဝန်းနာမြင်းစီမအကိုအချိန်ပေးပြီးတော့အင်တာဗျူးဖြည့်ပေးတဲ့အတွက်လည်းကိုကျော်ဝန်းနာကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျေးဇူးပါ။ဘလော့ဂ်ဟောမီဒီယာရဲ့ဆက်လက်ရည်ထိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးဖို့အကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြင်းစီမ TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကိုယ်နိုင်ငံကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။